家就唔系用嚟不？家就家租以廿四啊，就唔系用嚟呢啲嘢俾我买嘢嘅啫，嗯？你问那个嘛？家租阿罗谁要四嘅，C 幺四嘅嚟第五名咩用那呢？所以家租阿罗 C 幺四嘅，喏。下趟我阿李叔佢，我阿李叔佢啊，啥东西？喏。 1945ကစတာပေါ့နော်ကျွန်တော်ကဒီ1947မှာ BIA စဖွဲ့ပြီးတော့45မှာနော်အဲဖတာပလောက်စပြန်ဖွဲ့ပြီးတော့ကျွန်တော်ဖက်စစ်ဂျပန်ကိုတွန်းလှန်တော့အဲ့ဒီအချိန်မှာဗမာတပ်မတော်စပြီးဖွဲ့စည်းပြီးသွားပြီ47မှာတည်းကဗမာတပ်မတော်ဖွဲ့ဒီဇင်မှာ20ခုမှာစဖွဲ့ပြီးတော့အဲ့ဒီမှာကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းစပြီးတော့ကာကြုတ်စဖြစ်တာ ဲ့ဒီကနေစပြီးဒီဘက်ခေတ်တိကိုကြည်လိုက်မယ်ဆိုရင်မြမသမိုင်းမှာကာကြုတ်ပေါင်း10ရောက်ရှိတယ်နော်မြမသမိုင်းမှာကာကြုတ်ပေါင်း10ရောက်ရှိတယ်သူတို့ရဲ့နာမည်လေးတွေပဲပြောမယ်ခုနှစ်တက်ကလေးတွေပဲပြောတော့နော်ကိုကကိုလေ့လာကြအဲ့တော့ဘိုးကျောင်းဆန်းပြီးတော့ဘိုးမူးကျုပ်လင်ကြာနော်ဒုတိယဘိုးကျုပ်ကြီးစမစ်ထွန်းဘိုးကျုပ်ကြီးနေဝင်းဘိုးကျုပ်ကြီးဆန်းဘိုးကျုပ်ကြီးတူရတင်ဦး ဘိုးချုပ်ကြီးသူရကျော်ထင်မင်္ဂလာပါမင်္ဂလာပါဘိုးချုပ်ကြီးဘိုးချုပ်မူကြီးစောမောင်ဘိုးချုပ်မူကြီးတန်းရွှေဒီဘက်ခေတ်မှာနော်ဘိုးချုပ်မူကြီးမင်းအောင်လိုက်ဆိုပြီးတော့အားလုံးမြမတမိုင်းမှာကာကျုပ်10ယောက်ရှိတယ်နော်ကာကျုပ်10ယောက်ရှိတယ်မင်္ဂလာပါမင်္ဂလာပါကျွန်တော်ကာကျုပ်ဘယ်ချိန်တာဝန်လွှဲမလဲဆိုတာကိုပြောနေတာဖြစ်ပါတယ် ဦးမေးအောင်လည်းဘယ်တော့တောင်းလဲမလဲဆိုတာကိုပြောတာဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့လက်မလေးပြီးကြပါနော်ဒီပိုင်းနဲ့တစ်ချိန်ထဲမှာတခါလိုက်ကပြုတ် YouTube ကတခါလဲလွှင့်ပေးအောင်လို့ပို့ပေးအောင်လို့နော်